အားလုံးပဲမင်္ဂလာပါညခရတာနဲ့ပြန်ပြီးကျေးဇူးပါတယ်ကျွန်တော်ဒီနေ့မှာတော့အိနေရင်တောင်ဝင်ငွေတွေရနိုင်တဲ့နီလန်၅ခုအကြောင်းကိုကျွန်တော်အမေ၅ယောက်ကတယောက်တနည်းစီပြောပြသွားမှာဖြစ်ပါတယ်အိနေရင်တောင်ငွေရနိုင်တဲ့နီလန်တွေပေါ့နော်ပထမအဆုံးတယောက်အနေနဲ့ကတော့ကျွန်တော်က berry နဲ့စကျင်တယ် berry မင်္ဂလာပါဟုတ်မင်္ဂလာပါဆိုတော့အိနေရင်တောင်ဝင်ငွေရနိုင်တဲ့နီလန်တွေတာတခုတော့ပြောပြပါလားအမ်နီလန်တွေကဘာတွေလဲဆိုတော့အမ်ကျွန်တော်တို့ finance ပေါ်မှာเนาะ finance ရဲ့ဟိုဖြစ်တဲ့ BNB ကယုံနဲ့ကျွန်တော်တို့အမ် BNB ကနေပြီးတော့ရတဲ့အမ် BNB တက်သွားလို့ရတဲ့အမြန်မဟုတ်ပဲနဲ့ BNB ကင်ထားလို့ရတဲ့တခြားအကျိုးအမြတ်တွေပေါ့เนาะတခြား passive income တွေကိုကျွန်တော်ပြောပြပေးပါဖြစ်ပါတယ်အဲအရင်ဦးဆုံးကျွန်တော်တို့ finance မှာရှိတဲ့ lunch pool ပေါ့နော်အဲ lunch pool ကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ BNB coin တွေ အဲကင်ပြီးတော့ကျွန်တော်တို့ဟိုအန်ထဲမှာ state ထိုင်းအောင်နဲ့ကျွန်တော်တို့တွေအဲ lunch room မှာလုတ်တဲ့ quality ကိုကျွန်တော်တို့ review အနေနဲ့ပြန်ရမှာဖြစ်တယ်ပေါ့နော်နောက်တစ်နေ့ကတော့ hotel error ဖြစ်ပါတယ် hotel error ကကြတော့ blue new လဲဆိုတော့ကျွန်တော်တို့ရေ error ပေးတဲ့ quality ပေါ့နော်အဲ့ quality ကိုကျွန်တော်တို့ bnb ကိုအဲစနလိုပဲကျွန်တော်တို့အန်ထဲမှာသွား state ထိုင်းအောင်နဲ့အဲ့ state ရဲ့ပမာဏပေါ်မူတည်ပြီးတော့ error ပြန်ရမှာဖြစ်တယ်ပေါ့နော်အဲအဲ့ဒါကတော့ကျွန်တော်တို့ bnb quality ထိုင်းအောင်နဲ့ bnb က bnb တက်လို့ ရတဲ့အမြတ်တစ်ခုရှိမယ်ပြီးတော့အခုဆနာပြောရတဲ့ lunch pool ကနေရမှာရှိရယ်နောက်ပြီးတော့ဆနာ holder error ကနေရမှာရှိရယ်ပေါ့နော်အဲ့ဒါတော့ကျွန်တော်တို့ BNI coin ခြင်ထားရုံနဲ့ရမယ်အကျိုးအမြတ်တွေဖြစ်ပါတယ်ဟုတ်ကဲ့အာ okay berry ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါဆနာ berry ပြောသွားတာကဆိုရယ်အာပတ်စင်ခံရနိုင်တဲ့နေ့က PMB ကင်ထားတဲ့သူတွေဆိုရင်ပတ်စင်ခံရနိုင်တယ်ပေါ့နော်အာပြောထားတဲ့သဘောကတော့ PMB ဈေးတက်လို့ရတဲ့အမျက်မျိုးကိုပြောတာမဟုတ်ဘူးဒီပတ်စင်ခံဆိုတာကဒီ token ကိုကင်ထားရုံနဲ့တည်းဒီ token ပေါ်ကနေရတဲ့အချိုးအမျက်တည်း အဲ reward တွေရနိုင်တယ် launch flow တွေရှိတယ် order error တွေရှိတယ်ဒီလိုမျိုးတွေကနေပြီးတော့ token တွေကို reward အနေနဲ့ရနိုင်တယ်ဒါပေမဲ့အကောင်းဆုံးကတော့ simple end မှာထည့်ထားလိုက်တာကတော့အကောင်းဆုံးဖြစ်ပါတယ်ဒါမှနှစ်ခုလုံးမှာမလွတ်တာပေါ့နော်ဆိုတော့ကျွန်တော်ကနောက်ထပ်တစ်ယောက်အနေနဲ့ပေါ့နော်အာ admin တစ်ယောက်ကို နောက်ထပ်တဏီမေးအောင်မယ်ဒါတော့ BNB ပေါ်ကနေပတ်စင်ခံရနိုင်တဲ့နေ့ကို barrier ပြောခဲ့တာနောက်ထပ်တစ်ယောက်အနေနဲ့မစီအောင်မေးချင်တယ်မစီရောပတ်စင်ခံရနိုင်တဲ့ဟိုမှာအဲ့နေတော့ကွာ ကိုကနေပြီးတော့ trading လောက်တာမျိုးမဟုတ်အဲ့နေတောင်ဝင်ငွေဝင်နေမဲ့နီလန်းနေဘာတွေရှိနိုင်လဲအဲအဲ့နေတောင်မှဝင်ငွေရစေမဲ့ပတ်စံကန်တန်ကြီးတော့ရှိရပါတော့အဲ့ဒါကအဲစင်ပန်ပေါ့နော်စင်ပန်မှာနှမျိုးရှိတယ်အဲ့မှာနှမျိုးက flash အဲ plastic ပဲနဲ့နောက်တစ်မျိုးကကျတော့ log နဲ့ flash ပဲကကျတော့ကိုထည့်ထားတလောက်အဲပြန်ထုတ်လို့ရရပါတော့ အဲလော့ဂ်ကကြတော့အဲရက်တစ်ခုအကြာအကန့်တန်နေတော့လော့ဂ်လောက်ထားရတယ်။ကဲလို့အဲရက်ပြေလို့ရှင်တော့အဲအတိုးလဲရမယ်လော့ဂ်နဲ့ပြောင်းဖွင့်မယ်တကယ်လို့ရက်မပြေပဲထုတ်မယ်ဆိုရင်တော့အတိုးကတော့မရပဲနဲ့အချိန်လေးခဏထပ်ဆောင်ပြီးတော့မှပြန်ရမယ်ပေါ့နော်ကိုယ့်ရဲ့ပတ်စံအဲ့တော့ကြာပါဆိုတော့ဒါမဆီပြောတာက simple end လောက်ထားလို့ရရပါတော့အာပြောမယ်ဆိုရင် ခုနကဘယ်ပြောသွားတဲ့အချိန်မှာ BNB တစ်ခုကိုပဲထည့်လို့ရတယ်လို့ပြောတာဟုတ်ဒါပေမဲ့ဘယ်ရကြတော့စင်ပယ်အန်ထဲမှာ BNB ပဲထည့်လို့ရတခြားဟာရောထည့်လို့ရတာရတခြား coin တွေအကုန်ထည့်လို့ရတယ်အော် okay ဒါဆိုရင်အာပြောမယ်ဆိုရင် token တွေအပ်ထားပြီးတော့အတူတဘောမျိုးပြန်ယူရတဲ့သဘောဖြစ်သွားမှာပေါ့နော် token အပ်ထားဒီဘက်နေ rewire ရတယ်တောင်မှ simple နဲ့မှာမြန်နှမျိုးရှိတာပေါ့ flexible နဲ့ lock နဲ့နော် flexible ကကြတော့ကြိုက်တဲ့အချိန်ပြန်ထုတ် อืมเอ่อปีปีดาตัวอ่ะยาปีดาပဲอืมแล้วก็จ้ะรอตําแหน่งเยียมาทุบลงยามเลยแต่ยังไม่ปีดีเว้ยเนี่ยทุบได้ဆိုရင်ပေးထားတဲ့တွေ့ပြန်နှုတ်သွားอืมอ๋อဒီလိုမျိုးတွေရှိอ่ะဗောเนาะဆိုတော့ဒါဆိုနှစ်နည်းရသွားပြီ BMI ခြင်ထားတယ်ဆိုရင်အာပတ်စင်ခန်းအနေနဲ့ဟိုတာ air drop တွေ launch pool တွေကနေရနိုင်တယ်အာ token တွေကိုဒီအတိုင်း spot မှာခြင်ထားတာထက်စားရင်စမဲအနေမှာထက်တာပြီးတော့ဒိုးတွေယူလို့ရတယ်နှစ်နည်းရှိသွားတယ်ဆိုတော့ကျွန်တော်လည်းတနည်းလောက်ပြောခြင်းတယ်ဗောเนาะအဲ့မင်းကပြောသွားပြီဆိုတော့ နှစ်ယောက်ကိုလက်မပေးခင်မှာကျွန်တော်အရင်ဆုံးတနီလောက်ပြောခြင်းတယ်အဲ့တော့ passive income ရနိုင်တဲ့နောက်ထပ်တနီကကြတော့ jewelry investment လုပ်လို့ရတယ် jewelry investment ရဲ့သဘောတရားကကြတော့ကျွန်တော်တို့အာ crypto token တခုကိုကျွန်တော်ကဝယ်မယ်ပေါ့နော်တမက်ရက်တခုပေးရတယ်ရက်ပေးရတယ်ပြီးပြီဆိုရင်အဲ့ဒီရက်မှာဝယ်မဲ့ဈေးရွေးရတယ်ရွေးပြီးတော့အချိန်မှာအဲ့ဒီထဲမှာကျွန်တော်တို့သွားထည့်ထားလိုက်တယ်ပေါ့နော်ထည့်တဲ့အချိန်မှာအဲ့ဒီနေ့အဲ့ဒီအချိန်ကိုရောက်တဲ့အချိန်မှာကျွန်တော်တို့ဝယ်မယ်ဆိုတဲ့ဈေးရဲ့ အထက်ကိုရောက်နေတယ်ဆိုရင်ထည့်ထားတဲ့ပမာဏအပေါ်ကနေအတိုးနှုံယာကိုင်းနှုံးကတော်တော်များတယ်ယာကိုင်းနှုံးနဲ့အတိုးတွေပြန်ရရပါတော့ဒါပေမဲ့ထည့်ထားတဲ့ဈေးရဲ့အောက်ကိုရောက်သွားတယ်ဆိုရင်တော့ဘာတွေပြန်ရလဲဆိုတော့အဲအဲ့ဒီထည့်လိုက်တဲ့တိုကင်တွေပြန်ရတယ်ဆိုတော့ထည့်လိုက်တဲ့ token တွေဆိုတာကကိုထည့်ထားတဲ့ token ဥပမာကိုက BTC USDT ကိုဝယ်မယ်လို့တွက်ထားရဲဆိုရယ် BTC တွေပြန်ရတယ်ပေါ့ဗျာ USDT တွေကိုသုံးပြီးတော့သူကဝယ်သွားမယ်ဒါပေမဲ့ကို တ်မှတ်ထားတဲ့ဈေးရဲ့အထက်ကိုရောက်နေတယ်ဆိုရင်တော့ USDD အပေါင်းအတိုးပြန်ရမယ်။အဲဒီမှာ risk ကဘာရှိလဲဆိုတော့ကိုက BDC ကို9000နဲ့အဲအဲဒီတတ်မှတ်ရတဲ့ခုကဝယ်မယ်ဆိုတဲ့ပုံစံမျိုးကျူရဲ investment ထည့်လိုက်တယ်ပေါ့နော်။9000ရဲ့အထက်ကိုတက်သွားတယ်ဆိုရင်တော့ကျွန်တော်တို့ကအတိုးဝယ်ပြန်ရမယ်။ BDC တွေမရအောင်ဒါပေမဲ့9000ရဲ့အောက်ကိုရောက်သွားရင်9000ကိုရောက်သွားရထားလိုက်ပါတော့အဲကျွန်တော်တို့သတ်မှတ်ထားတဲ့အချိန်မှာဈေးက9000ဖြစ်နေတယ်အဲ့ဒီလိုဖြစ်တဲ့အချိန်မှာ 9000နဲ့ဝယ်ရတော့မဟုတ်ဘူးဝယ်လိုက်တဲ့ဈေးက9000နဲ့ဝယ်လိုက်ရတာဖြစ်နေအဲ့တော့9000နဲ့ဝယ်လိုက်ရတဲ့ BTC ကအဲ့ဒီအချိန်မှာကျွန်တော်2000တော့ minus ပြနေပြီပေါ့နော်အဲ့ဒီပုံစံမျိုးဝယ်သွားတာဖြစ်တယ်အဲ့တော့ risk အနေနဲ့ကတော့အာဈေးကဘလောက်ပဲကျနေကျနေကိုတတ်မှတ်ခဲ့တဲ့ဈေးအဲ့ဒီအချိန်မှာဒီဈေးရှိရဆိုရင်ဝယ်ပါမယ်လို့တတ်မှတ်ခဲ့တာဖြစ်တဲ့အတွက်အဲ့ဒီဈေးအတိုင်းပဲဝယ်သွားမယ်ဒါပေမဲ့ကျော်ရဲဆိုရင်တော့ token တွေဝယ်မသွားဘူးအတိုးပဲပြန်ရမယ်ဒီလိုမျိုးနည်းနဲ့ jewelry investment ကိုသုံးပြီးတော့ကျွန်တော်တို့ ပတ်စင်အခန်းနေရှာလို့ရတယ်။ဒါကလည်းဝယ်သွားတယ်ဆိုရင်လည်းကျွန်တော်တို့ token တွေရမယ်။ဝယ်မသွားဘူးဆိုရင်လည်းအတိုးတွေပြည့်ရမယ်။ဒီလိုမျိုးနှီးပေါ့နော်။ဆိုတော့ဒါကလည်းတနည်းအနေနဲ့သုံးလို့ရတယ်။ဆိုတော့ကျွန်တော် admin တယောက်ကိုလဲပေးလိုက်မယ်။ဆိုတော့ Chris အာနောက်ထပ်တနည်းပေါ့နော်။အဲ့နေတော့ဝင်ငွေတွေရနိုင်တဲ့နီလန်းဘာတွေရှိနိုင်လဲ။ညှပ်ဝယ်ပေးပါ။နီးတစ်ခုလောက်ဟုတ်ကဲ့အာပြန်နေပြောရင်ပိုကောင်းမယ်ထင်တယ်။အာရရကြိုက်တယ်ပြော လုံးနေပါလေ။ Okay. အဲအဲ့နေတော့ဝင်ဝင်ရနိုင်မဲ့နီလန်းနေဆိုရင်ကျွန်တော် smart arbitrage နေနေပြပြချင်တယ်ပေါ့နော်။ smart arbitrage ကဘယ်လိုမျိုးလဲဆိုတော့သူကဟွန်းထားပါတော့အခု scenario တစ်ခုကိုစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်အခုအဲ bitcoin စေးတန်နေရတန်နေရအချိန်မှာ ကိုက bitcoin ကို spot မှာဝယ်ထားလိုက်တယ်။ spot မှာဝယ်ထားလိုက်ပြီးတော့တစ်ဖက်မှာ future မှာကျတော့သွား short ထားတယ်။ အဲ့လိုအချိန်မှာဘယ်လိုဖြစ်နေမလဲဆိုတော့အဲဈေးရတက်နေဈေးရတက်နေဆိုတော့အဲစပော့ဘတ်မှာဝယ်ထားတဲ့ Bitcoin တွေကဘေးကွန်တွေဘက်ကနေပြီးတော့ကိုကအမြတ်ရနေပဲဒါပေမဲ့တစ်ဖက်မှာကြာတော့ကိုက future မှာသွား short ထားရဲဆိုတော့အဲ့ဒီဈေးရတက်နေရ short ထားရဲဆိုတော့အဲ့ရနေပြီးတော့ပြန်ရှုံးနေမယ်ဆိုတော့အဆုံးနဲ့အမြတ်နေတာအတူတူပဲဖြစ်နေမယ်ဒါဆိုလို့ရှိရင်ကိုကအဲ့ရနေဘာရမှာပဲဆိုတော့ကိုက funding fee ရမယ်အဲ funding fee ကဘယ်လိုလုပ်တာလဲဆိုတော့သူကများတဲ့ဘက်ကနေများတဲ့ ဘက်ကနည်းတဲ့ဘက်ကိုပေးရတာအဲဘယ်လိုမျိုးလဲဆိုတော့အခုမှာအခုအဲဆေးရတက်နေဆေးရတက်နေဆိုတော့လောင်းတဲ့လူတွေများနေလောင်းတဲ့လူတွေကများနေဆိုတော့အဲ့များနေတဲ့လောင်းဘက်ကလူတွေကအဲ funding fee ကို short နေတဲ့လူတွေကိုပေးရတယ်ဆိုတော့အဲဘယ်လိုဖြစ်သွားမလဲဆိုတော့ကိုကခုနကခုနကကျွန်တော်ပြောပြခဲ့တဲ့ scenario မှာကိုက spot မှာဝယ်ပြီးတော့ future မှာသွား short ရတယ်ဆိုတော့အဲအဲ့ဒီ ကိုက short တဲ့ဘက်ကနေနေတာဆိုတော့အဲ funny video ကိုကရနိုင်မယ်ဘာလို့လဲဆိုတော့အဲလောင်းတဲ့လူတွေကအဲဈေးတက်နေတဲ့အချိန်မှာပုံများနေတော့ဆိုတော့အဲ့လိုအချိန်တွေမှာကိုက funny video ကိုအဲရနိုင်မယ်အဲ့လိုနေနဲ့ passive income တခုရနိုင်မယ်ဒါပေမဲ့တခုရှိတာကကြတော့တခုတခုရှိတာကကြတော့ဒီอืมဈေးတွေကကျနေပါတော့ဈေးတွေကကျနေ short တဲ့လူတွေကလည်းဈေးကျအချိန်ဆိုရင်များနေတယ်ဆိုတော့အဲ့လိုမျိုးအချိန်တွေမှာဆိုလို့ရှိရင် အဲခုနကကျွန်တော်ပြောခဲ့တဲ့ funding fee သဘောတရားအတိုင်းပဲများတဲ့လူကများတဲ့ဘက်ကနည်းတဲ့ဘက်ကိုပေးရတယ်ဆိုတော့ short တဲ့ဘက်ကလောင်းတဲ့ဘက်ကိုပေးရမယ်သဘောမျိုးပြန်ဖြစ်သွားတယ်ဆိုတော့အဲကိုကကိုကဟိုဘယ်လိုပြောမလဲ funny fee ပေးရတဲ့ funny fee ကိုပေးရတဲ့ဘက်ကနေပြီးတော့နေရတာဖြစ်သွားမယ်ဆိုတော့ဟိုကိုကမရပဲနဲ့ကိုကပေးရတဲ့အနေထားမျိုးဖြစ်သွားနိုင်နေဆိုတော့အဲဈေးတွေကျနေတဲ့အချိန်မျိုးတွေမှာဒီ smart arbitrage နေကိုဖြစ်နိုင်မတုံးနိုင်ဘူးပေါ့နော်မတုံးဖို့တော့မကြံပေးကြံပေးခြင်းနဲ့ဟိုဈေးတက်နေတဲ့အချိန်မျိုးတွေမှာတုံးဖို့ပို့ပြီးတော့ကောင်းနေပေါ့နော်ဟုတ်ကဲ့ဆိုတော့ဒါ smart arbitrage ပေါ့နော်ဟုတ် smart arbitrage ပတ်သက်ပြီးတော့ video တွေပါရောရှိလား ဒီ smart bee trust down ဒီကျွန်တော်မြန် crypto youtube မှာရှင်းပြထားတဲ့ video ဟိုအသေးစိတ်ရှင်းပြထားတာပေါ့နော်ကျွန်တော် အခုနောက်မှာရှင်းပြသွားတော့ဒီအချင်းချုပ်ရှင်းပြသွားတာအသေးစိတ်ရှင်းပြထားတဲ့ video လည်းမြန် crypto youtube မှာသွားပြီးတော့ရှာလို့ရပါတယ်ဟာ okay ဒါဆိုရင် smart bee trust ဆိုတဲ့နီးကိုသုံးပြီးတော့လည်းပတ်စင်အခန်းအနေနဲ့ရှာလို့ရနိုင်တယ်ရနိုင်တယ်ဆိုတော့ဒါကဈေးအတက်အကျထက်အာဟိုက spot မှာဝယ်ထားရစဉ် future မှာ short ထားတယ်ဒီဘောကနေဘာပဲစရလဲဆိုတော့ funny fee ကိုပဲ ယူတဲ့ပုံစံမျိုးလောက်တာဗောနော်အဲ့တော့ကမှပုံမှန်ဆိုရင်ကျွန်တော်ကမန်ယူရယ်လောက်ရတယ်လေစပော့မှာကိုယ်တိုင်သွားဝယ်ဖျူချာမှာကိုယ်တိုင်သွားရှော့ဒါကြီးလောက်ရတယ်ဇေနုံးတွေကမတူတာမျိုးတွေဂျိုင်းမှာဟာသွားတာမျိုးရှိနိုင်တယ်အဲစီဇန်လုံးမရတဲ့အခြေအနေဖြစ်သွားနိုင်တယ်ဒါပေမဲ့ finance ကကြတော့အခုဘာလုပ်ပေးတာလဲဆိုတော့ဒီ function တခုကိုတည်တံ့ထည့်ပေးတာဗောနော် smart arbitrage ဆိုတော့လောက်တဲ့နီးကတော့အဲ့ဒီအတိုင်းပဲ funny fee ကိုရအောင်ယူတယ်ဘယ်လိုမျိုးယူလဲဆိုတော့ sport မှာဝယ်တယ်ဖျူချာမှာရှော့ဒီလိုမျိုးနီးနေ အဲ funding fee ကိုရအောင်ယူတဲ့နည်းတစ်ခုကို smart rv trust ဆိုပြီးတော့ binance ကမိတ်ဆက်ထားရရှိတယ်ဒီနည်းကိုသုံးပြီးတော့လည်းပတ်စင်အခန့်ရှာလို့ရတယ်ဟုတ်တယ်အဲ့ဆိုဒါဆိုရင်ကျွန်တော်ဒီနေ့အဲ၄ခုရှိနေပြီပေါ့နော်ပထမဆုံးပြောသွားတာကတော့ bnb ကနေပြီးတော့ပတ်စင်အခန့်နေရှာတယ်အဲ launch pool တွေ hold air တွေကနေရနိုင်တယ်နောက်တစ်ယောက်ကဆိုရင် simple အဲကျွန်တော်ဆိုရင်ဒါ jewel investment အကြောင်းပြောတယ် chris ကတော့ smart rv trust အကြောင်းပြောသွားတယ်ဆိုတော့အဲ့ဒီမှာတယောက်ကျန်သေးတယ် terry ပေါ့နော် terry ရော ပတ်စင်ခံရနိုင်တဲ့နီလန်းတွေတဲကတခုတော့ပြောပြပါလားဘာလို့လဲဆိုတော့ဒီနေ့ကျွန်တော်၅ခုပြောမယ်လို့ပြောထားပါဗောနော်တခုကြည့်အနေသေးတယ်တခုတော့ပြောပြပါဘာအာနောက်ဆုံးမှခေါ်လို့အာโอเคဒါပြောခြင်းနဲ့ဒါကျွန်တော်ကတော့ on chain staking နဲ့ပတ်သက်ပြီးပြောခြင်းနဲ့ဗောနော် on chain staking ဆိုတာကတော့ပြောရမယ်ဆိုရင်ခုနကမစီရဲ့အန်ထဲမှာတော့ပြီးတော့စုရနဲ့ကွာတယ်နင်းတူရဗောနော်ကွာတယ်မတူတယ်နည်းနည်းလေးပဲ centralized exchange မှာသွားလောက်တာနဲ့သူ့ရဲ့ chain ပေါ်မှာ blockchain ပေါ်မှာသွားပြီးတော့လောက်တာနဲ့ တရားလေးကိုကွာတယ်ပေါ့နော်အာဘာကွာသွားလဲဆိုတော့ तू ကဘိုးချုပ်ခံမှုမရှိတော့ဘူးအာ on chain staking ကြာဘယ်လိုလဲဆိုတော့ကိုယ့်ရဲ့ wallet နဲ့ကိုယ့်ဟာကိုသွားပြီးတော့ချိန်ပြီးတော့ဥပမာ BNB ကိုသွားပြီးတော့ state မယ်ဆိုလဲ BNB ရဲ့ chain BNB chain ပေါ်မှာသွားပြီးတော့ state မယ် state တယ်ဆိုရင်သူ့ရဲ့ APR percentage အတိုင်းအတူ percentage အတိုင်း BNB ပြန်ပြီးတော့ရှားတယ်အဲ့လိုပဲ Ethereum တော့ပြ state မယ်ဆိုတော့ Ethereum ရဲ့ chain ပေါ်မှာသွားပြီးတော့ state တယ်ဆိုရင် Ethereum နေပြန်ရတယ် Solana လည်းအတူတူပဲ Solana state မှာဆိုရင် Solana ရဲ့ chain မှာပေါ့ဗျ state အဲအဲ့ဆို Solana ရေပြန်ပြီးတော့ရရတယ်ပေါ့နော်ဒါကြဘာသွားတွေ့ဆိုဒီ mazi ရဲ့ an နဲ့မှာထည့်တဲ့ပုံစံကို block သူ့ရဲ့တက်ဆိုင်ရာ block chain ပေါ့နော်ဥပမာ Ethereum ဆို Ethereum block chain Solana ဆို Solana ရဲ့ block chain အဲ့လိုမျိုးတွားပြီးတော့ကိုယ့်ရဲ့ wallet နဲ့ကိုယ်တိုင်တွားပြီးတော့ချိတ်ပြီးတော့လုပ်လို့ရတာဖြစ်တဲ့အတွက် centralized ရဲ့လွှမ်းမိုးမှုလည်းရောနေသွားတယ်လို့ကိုကိုတိုင်လည်း crypto ရဲ့အနှစ်တာရတွေအဲ့ဒီမှာ state တိုင်းမှာပါမယ်လို့ကျွန်တော်ကတော့ထင်တယ် အဲ့တော့ on-chain staking ကတော့တော်တော်လေးကိုကောင်းတဲ့ထဲမှာပါတယ်ဗျ။အာ okay ဆိုတော့ဒါကတော့ Terry ပြောတော်တာ on-chain stake ပေါ့နော်။ on-chain stake ကမဇီရဲ့ simple end နဲ့သဘောတရားတူတယ်။ဒါပေမဲ့မဇီရဲ့ simple end ကကြတော့ Binance လိုမျိုး centralized exchange တွေအဲတခြား exchange တွေအောက်မှာလောက်ရတယ်။အဲ့တော့ဒီ exchange တွေရဲ့ပုံမှာမှီကုန်နေရတယ်ပေါ့နော်။ဒါပေမဲ့ Terry ပြောတာကကြတော့ on-chain stake on-chain stake ဆိုတော့ ကိုပိုင် credible wallet တွေသုံးပြီးတော့ on chain မော်ကနေပြီးတော့ tower တွေ protocol တွေကနေတစင် state တာမျိုးတွေလုပ်လို့ရတယ်။ဒါပေမဲ့ဒီနီးကကြတော့အခုမှ crypto ကိုစလုပ်မဲ့သူတွေအတွက်ဆိုရင်တော့နည်းနည်းလေးအာနားလေရခက်နေဆိုင်နိုင်တယ်။ဟုတ်ကဲ့။ဘာလို့လဲဆိုတော့ရှိကကျွန်တော်တို့ပြောသွားတဲ့လေးယောက်ပြောသွားတဲ့နီးတွေကိုသုံးပြီးတော့ Terry ပြောတဲ့နီးကိုစမ်းနေဆိုရင်တော့အာနားလေရလွဲမယ်လို့ထင်တယ်။ဘာလို့လဲဆိုတော့အာယင်းနေကြောင်းမှုမရှိသေးတဲ့သူတယောက်အနေနဲ့ crypto wallet တွေသုံးဖို့တွေ ီးပြီဆိုရင် on chain ပေါ်မှာအဲဒီလိုမျိုးတာပါတီ protocol တွေတုံးပြီးတော့ state force ဆိုတာတွေကနည်းနည်းဟိုလောရတာတွေကနားမလည်ရမျိုးဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့အရင်ဆုံးစမ်းလို့ရတာတွေ radar လွေရာတွေအနေနဲ့ဆိုရင်ပေါ့နော်ဘယ်ရီပြောသွားရဲ့ BNB တွေကနေပြီးတော့ launch pool တွေ holder airdrop တွေယူတာမျိုးရှိနိုင်တယ်ဒါတော့ BNB ကင်ထားတဲ့သူတွေအတွက်အဓိကဖြစ်ပါတယ် BNB ဈေးတက်တဲ့ကြကြငါတို့တွေက BNB ကိုကင်ထားတဲ့ဆိုတဲ့သူတွေကအဲ launch pool တွေ holder airdrop တွေကနေပတ်စင်ခံရနိုင်တယ် ပြန်ပြီးတကွိုင်းဆိုရင်တကွိုင်းရဲ့တန်ကြီးကတကယ်တော့ဟိုဒေါ်လာနဲ့မတူဘဲနဲ့တကွိုင်းဆိုရင်တကွိုင်းကနေပို့တိုးလာတဲ့ပုံစံမျိုးပဲဖြစ်တာပေါ့နော်အဲဈေးဒေါ်လာ၄၀၀ဒါမျိုးတွေကိုပြောတာမဟုတ်ဘူးဒီလိုမျိုး BNB ကိုရေရှည်ကင်တဲ့သူတွေအတွက်ပတ်စင်ခံရတယ်နောက်တစ်ခုကမစီဆိုရင် simple simple ဆိုရင်လည်းဒီလိုမျိုးအတိုးတွေရနိုင်တယ်အဲကျွန်တော်ဆိုလဲ jury investment ကိုက token တွေဝယ်ခြင်းတယ်ဒါပေမဲ့အဝယ်ရမယ့်ဈေးကလည်းနည်းနည်းရော့တာမျိုးလိုခြင်းတယ်ဆိုရင်အဲဒီလိုမျိုး jury investment တွေကိုတုံးပြီးတော့အတိုးလဲရ အကြေးဈေးကျသွားခဲ့တယ်ဆိုရင်လည်း token တွေဝယ်ပြည့်ဒီလိုမျိုးဖြစ်နိုင်တယ်ဗောနော်ဒါပေမဲ့ risk အနေနဲ့ကတော့ခုနပြောလို့ပဲကိုပြောခဲ့တဲ့ဈေးနဲ့ပဲဝယ်ရတာဖြစ်တဲ့အတွက်တကယ်ဝယ်လိုက်ရတဲ့အချိန်မှာဈေးကအဲ့ဒီထက်နင်းနေတာမျိုးတွေကြုံရနိုင်တယ်ဆိုတော့ဒီတစ်ခုရှိတယ် Chris ဆိုရင်လည်းဒါ smart arbitrage အကြောင်းပြောသွားနော် smart arbitrage ကနေပြီးတော့ funny fee တွေကနေပတ်စင်ခန်းတွေရအောင်လုပ်လို့ရတယ်ဆိုတော့ cherry ကနောက်ဆုံး on chain state အကြောင်းပြောသွားတယ်ဒီ၅ချက်ကိုသုံးပြီးတော့ ပတ်စင်ခန်းနေရှာလို့ရတယ်အဲ့နေတော့ဝင်ငွေရနိုင်တယ်ကိုပင်ပမအများကြီးထပ်ပြီးလုပ်ရမလို့စက်တန်လေးချထားလိုက်ရုံနဲ့တင်ရီဝါရနိုင်တဲ့ပုံစံနေအင်ခန်းရနိုင်တဲ့ပုံစံနေဖြစ်ပါတယ်ဆိုတော့ဒီနေ့ကတော့အချက်၅ချက်အကြောင်းပြောခဲ့တာဖြစ်ပါတယ်ဗီဒီယိုလေးကိုတော့ဒီမှာပဲနားရစေကျွန်တော်နောက်ထပ်ဒီလိုမျိုးဗီဒီယိုတွေတက်ဆက်ပေးပါမယ်အားလုံးပဲ trade တိုင်းမြတ်ကြပါစေခင်ဗျာ